အနေကိုလေးနေနေလေးစိတ်ဝင်စားလို့ကိုမင်းမင်းကမေးထားတာသူ့ pressure ကတဲ့သူတိုးနေတုံးနေရှိပြီလေဆေးခန်းအမျိုးမျိုးပြလည်းမတက်တာဘူးလေဆေးကလည်းမနက်ကို90ညကို25လည်းအမြဲတောက်ပါတယ်မကြဘူးလေ ပြီးရင်တဲ့190အထိဆိုနေလို့ရတယ်သူထက်များရင်နေလို့မရဘူးညဖက်ဆိုရင်လည်းမင်းညစ်တယ်လို့ခံစားရတယ်လေဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်တခုလောက်ရှင်းပြချင်လို့ပါအားလုံးပဲမင်္ဂလာပါရှင်ကျမကအကကြိုက်တဲ့ဆောင်ဝင်မလေးတော်တာတနန်းဆွေဖြစ်ပါတယ်ဒီမက်ဒီမှာမိထားတဲ့ဟာမဖြစ်ခင်ကျွန်တော်တွေးတိုးကိုလေဘလို့ခွဲထားတယ်ဆိုတာရှင်းပြပါမယ်တွေးတိုးကိုကျွန်တော်တို့က9မျိုးခွဲထားပါတယ် ၅မျိုးอ่ะဗာလဲဆိုရင် control hypertension uncontrolled hypertension control resistant hypertension resistant hypertension နဲ့ refractory hypertension ဆိုပြီးဒီဆရာကွက်มาပြတဲ့အတိုင်းပြောထားတာပါအဲ့ဒါကဗာအသေးပဲလဲဆိုရင်ကျွန်တော်တွေးတူကိုဘယ်လိုတတ်မှတ်တာလဲ140 90အထက်ဆိုရင်ကျွန်တော်တွေးတူလို့ခေါ်တယ်အဲ့ဒါ140 90အောက်ရောက်သွားအောင်ဆေးကိုတစ်မျိုးနဲ့ဖြစ်စေနှစ်မျိုးနဲ့ဖြစ်စေသုံးမျိုးနဲ့ဖြစ်စေသုံးမျိုးအဲ့လိုတောက်တာ 140 90အောက်ကျသွားတဲ့ဟာလေးဆိုကျွန်တော်က control ရတယ်ပေါ့နော်ထိန်းထားနိုင်တယ်ဆိုတော့တွေးတိုးလို့တတ်မှတ်တယ်ခုနပြောတဲ့အတိုင်းပဲ140 90အောက်ကိုဈေးတစ်မျိုးပေးလဲမကြဘူးဈေးနှစ်မျိုးပေးလဲမကြဘူးဆိုရင်ကျွန်တော်တို့က uncontrolled hypertension ဇီယာမှာပြထားတဲ့အတိုင်းပေါ့နော်တတ်မှတ်ပါတယ်အဲ့ဒီထက်မှာမှဈေး၄မျိုး ပေးမှအဲ့လေးမျိုးထဲမှာကစီစီအပါဝင်ပေါ့နော်တွေးကြစီလေးမျိုးပေးမှတွေးပေါင်က140 90အောက်ကျတယ်ဆိုရင်ကျွန်တော်တို့က control resistant hypertension ဒီစရာကွက်မှာပြထားတဲ့အတိုင်းခေါ်ပါတယ်ဒါပေမဲ့စီ3မျိုးတောက်တာဒါမှမဟုတ်စီ4မျိုးတောက်တဲ့အထိတွေးပေါင်ကလိုချင်တဲ့တွေးပေါင်140 90အောက်မကျဘူးတက်နေသေးတယ်ဆိုရင်တော့ကျွန်တော်တို့က resistant hypertension လို့ခေါ်ပါတယ်အဲနောက်ထပ်တစ်ခုပေါ့နော်စီ5မျိုးထက်အထက် ေးတယ်စီစီအပါဝင်ငါးမျိုးထက်အထက်ပေးလဲသွေးပောင်ကမကျဘူးဆိုရင်ကျွန်တော် refractory hypertension လို့ခေါ်ပါတယ် refractory hypertension ဆိုရင်တော့ခွဲစိတ်ကူတာရပါမယ်အကြမ်းတော့ဒီကိုမင်းမင်းပြောထားတဲ့အထဲမှာလေသူပြောတာသူ့တွေးပေါင်းကနဲ့160 180အမြဲဖြစ်နေတယ်ဆေးကိုကြတော့မနက်ကို90 ညကိုအစိတ်တောက်တယ်ဆိုတော့ကျွန်တော်အထင်လိုစားတန်တောက်တာနေမှာအဲ့ဒါဆိုတော့စီကတမျိုးတည်းတောက်တယ်လို့ဖြစ်နေတာပေါ့နော်တမျိုးတည်းတောက်ရင်တော့ခုနပြောတယ်လို့ control မရအောင် control မရတဲ့အတွက်စီကိုနှစ်မျိုးတော့ပေးရမယ်နှစ်မျိုးတော့မဟုတ်သုံးမျိုးသုံးမျိုးကနေလေးမျိုးအဲ့လိုမျိုးတိုးပေးရမှာအခုကြောင့်မလို့ဒီစီကတမျိုးတည်းတောက်နေတဲ့အတွက်သူ့တွေ့ပါအောင်မကြဘူးလို့ယူဆပါတယ်အဲအဲ့ဒါကြောင့်မလို့ပိုပြီးတော့ကျွမ်းကျင်တဲ့ဒါမှမဟုတ်အထူးကုဒါမှမဟုတ်ရင် နှလုံးအထူးကူတယောက်ယောက်တမားတော်နဲ့တီချာလေးပြင်ပြပြီးပြင်ဆွေးနွေးပါလို့ပဲကျွန်တော်ကတိုက်တွန်းချင်ပါတယ်အမ်ဘယ်သူနဲ့ပြပြအဖြေတစ်ခုတည်းထွက်တာကတော့နည်းနည်းတော့လွဲနေလားမသိဘူးရှင်ဘာလို့ဆိုအန်တီတီကအကူပြောထားတာသူစေးတောက်တာမနက်90ညနေ25ဆိုတော့တမျိုးပဲတောက်တယ်လို့ဖြစ်နေတာနိသူပြောတာပဲတစ်ခုခုလိုတာလား ကျွန်တော်နားလဲတာပဲတခခုလိုတာလားတော့မသိဘူးအဲအကြမ်းမလို့ဒီအကိုပဲမပြစီဆရာဝန်နဲ့နောက်တစ်ခါပေါ့ပို့ပြီးကျွမ်းချင်ပြီးတော့ပို့ပြီးတော့တိတဲ့ဆရာဝန်နဲ့တရားလေးပြင်ပြပြီးအကိုယောဂကြောက်ကင်သွားမှာပါအဆင်ပြေသွားမှာပါကျေးဇူးတင်ပါတယ်ရှင် see you on the next video